YBS မပေါ်ခင်တော့ဟိုဟာစပယာခက်ကလိုင်းကားစီးနေရတဲ့လူတွေလိုပဲသူကရှေ့မှာရန်သူနောက်မှာခုံရုံအောက်မှာမိုင်းဆိုရယ်စိုးစကားမှာခေါင်းပေါ်မှာဇောဖုံးဟင်းလို့ထပ်ဖြစ်ရမလို့ဖြစ်နေပြီတိလားနော်ကိုရီးယားကိုရီးယားလူကြီးတောင်အဲ့လောက်ကြောက်နေရလို့ရှိရင်ကိုရီးယားကခင်မွေးဆယ်ပါပြီလို့ရှိရင်လေဟိုစက်တပားနေရာမှာသူ့ဖြစ်ပြီးတော့၃-၅ပူအောင်ထိုင်ကတော့၃-၅ပူအောင်ထိုင်ကတော့အမယ်အနေထားမျိုးရောက်နေပြီတိ တွေ့လဲရိုက်တဲ့ချေကိုငမဲကိုတွေ့လဲရိုက်တဲ့ချေဘောမအကုန်ဖာရန်သွာအောင်ကွန်ကွန်အောင်ကွန်ကွန်အားတော်စားများစေတည်းချစ်ထောင်ရတော့ပြုံးနေစုတ်လိုက်ရဟိဘာဘောမများအောင်ကွန်ကွန်အောင်ကွန်ကွန်ချက်ဘူးကိုတွေ့လဲရိုက်တဲ့ချေငမဲကိုတွေ့လဲရိုက်တဲ့ချေဘောမအကုန်တထောင်စားစက်တဘာနေရာမှာသူ့ဖြည့်ပြီးတော့၃၅ပူအောင်ထိုင်ကတော့၃၅ပူအောင်အောင်ထိုင်ကတော့မှအနေထားမျိုးရောက်နေတယ် ဒေါ်လာမျိုးတွေအားလုံးပဲငလင်ပေးတဲ့မေးပေးတဲ့မှာအများဆုံးကင်းဝေးကြပါသလိုဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျက်ရပိုလရှင် channel လေးရဲ့ပြန်လည်ကြိုလိုက်ပါရစေ။ဒီလိုလေးရေရှင်မလို့တော့ပိတ်မှာတော့ယနေ့မေလ26ရက်နေ့တလင်းလာနေ့ရဲ့ညနေ9:00နာရီထိနောက်ဆုံးရရှိတဲ့သတင်းချုပ်ကိုကြီးညွတ်ဖော်ပြသွင်းဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲစုံတီကြည့်ရှုဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါရစေ။နောက်ဆုံးသတင်းပုတ်အနေနဲ့ကတော့မုံရံမျိုးအခြေဆိုင်နောက်မြောက် Times တဌာနချုပ်အတွင်းကိုတရားခွန်မမရှော့လိုက်လို့မြင့်ပြစ်ခတ်တိုက်ခိုက်မှုမှာတော့စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုတွေများစွာရှိတယ်လို့သိရှိရပါတယ်။ဒဂိုင်းတိုင်းမော်ဝံမြို့ခြေဆိုင်နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းကိုတရားခွန်မမရှော့လိုက်လို့နေတဲ့တိုက်ခတ်ခဲ့ရမှာတော့ထောက်လွန်းအောင်မြင်စွာပေါက်ကွက်ခဲ့ပြီးစစ်သားများသူထိခိုက်သေးဆုံးပျက်စီးမှုရှိခဲ့ကြောင်း BWM အဖွဲ့ကနေပြီးတာဝန်ရှိသူတွေကထုတ်ပြန်လိုက်ပြန်ဖြစ်ပါတယ်။ဧရာ25ရက်နေ့ည9:49မိနစ်မှာမော်ဝံမြို့ခြေဆိုင်တိကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းကိုတရားခွန်မမရှော့လိုက်လို့ခုနှစ်လုံးပြစ်ခတ်ခဲ့ရမှာ 6လုံးအောင်မြင်စွာပြည့်ခတ်နိုင်ခဲ့ပြီးချောတိုက်လုံးများထိရောက်ပောက်ကွဲကြီးမြောက်နမခအတွင်းတိကျိုက်မှုများရှိနိုင်ပြီးအသေးစိတ်သိရှိနိုင်ရန်လည်းစုံစမ်းနေသည်ဖြစ်သူသိရပါဗယ်။နမခမုံရခြေစိုက်စကန်းဆိုတာကတော့အွန်လိုင်းတက်ရရဲ့လက်နက်စမ်းသရနေရာကိုဖြစ်နေပါပြီ။နမရန်စရနာကျုံနမခဟာဒကိုင်းတိုင်းမကွေးတိုင်းမြောက်ပိုင်းနဲ့ပြမီနယ်တို့မှာရှိတဲ့စစ်ကောင်စီရဲ့တိုက်ခိုက်ရေးလေယုံတပ်များကိုအဓိကအမိန့်ပေးကူကွယ်နေတဲ့စစ်တပ်နာချုပ်ဖြစ်ပြီး၎င်းဒေသများမှာရှိတဲ့တော်လိုင်းအင်အားစုများအထက်တကယ်ကိုအဓိကတိုက်ခိုက်နေတဲ့စစ်တပ်နာချုပ်တွေဖြစ်တယ်လို့လည်း BW1 ဖွဲ့ကဆိုထားပါဗျ။ ို့ပြီးအညာဒေသပြည်သူများကိုအဓိကဒုက္ခပေးနေသောစက်သက်လေးကြီးများကိုအဓိကထားတိုးလောင်ရနေရဖြစ်ပြီးစစ်ကောင်စီဌာနချုပ်ဖြစ်သူလို့အိုထိန်ကွင်းရွာဘုံကျဲမှုကိစ္စပေါဝင်အညာဒေသကိုလေကြောင်းတိုက်ခတ်မှုနဲ့အယက်သားပြည်သူများကိုတပ်ဖြတ်မှုများအားအဓိကကြိုးကန်ချက်လဲကိုခဲထားသောစစ်ကောင်စီရဲ့စစ်ဌာနချုပ်တို့ကလည်းဖြစ်တာကြောင့် PWN နဲ့မာမိတ်ဖွဲ့များဟာ PWN ရဲ့ mission 39အဖြစ်ပေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုထားပါတယ်။ ။နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ရှမ်းပြည်နယ်ရှီဘက်မှာရှိတဲ့မိုင်းလာဒေသအထူးဒေသလေးတွင်မှာအခြားတဲ့နယ်ကိုင်မြတ်တဲ့နိုင်ငံရေးဖွဲ့စည်းတွေကိုလက်ခံထားခြင်းမရှိဘူးလို့မျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDA ကဒုဥက္ကဋ္ဌဦးစံပေကအကြမ်းဖက်မင်းအောင်နယ်ကိုပြောဆိုခဲ့တယ်လို့သိရှိရပါတယ်။ရှမ်းပြည်နယ်ရှီဘက်ကျောင်းတုံမြို့နယ်ခြေစိုက်တိကောင်စီရဲ့သတိကံတိုင်းဌာနချုပ်မှာကျမ်းဖက်မင်းအောင်နိုင်နဲ့ဦးစံပေဦးဆောင်တဲ့ NDA ကိုယ်စားလှယ်ဖွဲ့ရမေလ25ရက်နေ့မှာတွေ့ဆုံညီမှာပြောကြားခဲ့တာဖြစ်ပါတယ်။ NDA ဒုဥက္ကဋ္ဌဦးစံပေဟာဒေသအတွင်းအခြားနယ်ကိုင်အဖွဲ့အစည်းနဲ့ ိုင်ငံရေးဖွဲ့စည်းရေးလက်ခံထားခြင်းမရှိသလို NDA အနေနဲ့လည်းဒေသတွင်းမှာနိုင်ငံရေးတည်ငြိမ်ရေးအေဂျင့်ရေးလုပ်ငန်းရေးတွေအတွက်ဥပပေါင်းဆောင်ရွက်သွားမယ်လို့မင်းအောင်နိုင်ကတိကဝေပြုခဲ့တာကိုတွေ့ရှိရပါတယ်။အကြမ်းမဲ့မင်းအောင်နိုင်တတိကန်တိုင်းစစ်ဌာနတိုင်းမှုဘဝမှာရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တဲ့ NDA အနေနဲ့နှစ်30ကျော်ကျင့်သုံးလာခဲ့တဲ့အတိုင်းနိုင်ငံတော်ကချမှတ်ထားတဲ့ဒုတာဝန်ရေးသုံးပါးကိုအဓိကထားဆောင်ရွက်မယ်လို့လည်းသစ္စာပြုပါတယ်လို့ဆိုထားပါတယ်။ ။ဒါပြင်မိုင်းနာဒေတာမှာလက်မှတ်ဆက်သွယ်ရေးလုပ်ငန်းတွေ၊ကျန်းမာရေးနဲ့ပညာရေးခန္ဓာတွေမှာစစ်ကောင်စီအနေနဲ့ကူညီပေးစီခြင်းနဲ့လို့ဦးဇံပေကပြောကြရမှာလေ။အချမ်းဘတ်စီကောင်းသောမင်းအောင်လိုက်ကတိုင်းရင်းသားအားလုံးစီစီလုံးလုံးနဲ့နိုင်ငံအကျိုးပေါ်ဆောင်ပါပေါ်ဆောင်ဖို့နဲ့ မိုင်းနာဒေတာအတွက်လိုအပ်တာကြီးပံ့ပိုးပေးသွားမယ်လို့လည်းပြန်လည်ပြောဆိုခဲ့တာသိရှိရပါတယ်။မန္လာအဖွဲ့လိုလူတီများတဲ့ NDA ဟာ1989ခုနှစ်ဧပြီလကဗမာပြည်ကွန်မြူနတီပါတီကနေခေါ်ထပြီးနောက်စစ်ဆိုးရနဲ့အပြစ်ခက်ရစဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ရာစစ်ဆိုးရဟာရှမ်းပြည်နယ်အရှေ့ပိုင်းရှိမိုင်းနာဒေတာကိုဒုဒေတာလေးဖြစ်သတ်မှတ်ပြီးအုပ်ချုပ်စေခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ကဲခွေးကိုအစာကျွေးနေရပေးထားတော့လေခွေးကတော့ဒါတော့ပဲမြင်ပါပါဗျာ။ခွေးခွေးကြီးမဲပေါင်းလို့ရမယ်နေထားတူပါပဲ။ဒါပေမဲ့ဒီချိန်မှာတော့တကယ်ပဲရှမ်းနေတိတ်ခါကြရပါတယ်မြန်မာနိုင်ငံမှာ။ တန်းသူမျိုးတွေတိတ်ခါကြောက်လုံနေသလိုပါပဲတမ်းပီနေကတော့တော်တော်လေးကိုမှာပဲအင်းအောင်တိုင်းလက်အောင်မှာကြောက်ရောက်နေတဲ့နေသားတစ်ခုကတော့ပြည့်မြင်နေရပါတယ်နောက်ထပ်သတင်းပုဒ်အနေနဲ့ကတော့အပြည့်ပြည့်ဆိုင်ရာတရားစီရင်ခံရခြင်းမှာကာကွယ်ရန်ရုရှားနဲ့စစ်ကောင်စီမင်းအောင်နိုင်တို့လက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်အင်္ဂါကခုံရုံးမှာအသီးသီးတရားဆွဲခံထားတဲ့ရုရှားနဲ့မြန်မာစစ်ကောင်စီတို့ဟာတအုပ်နဲ့တအုပ်အပြန်အလှန်ကာကွယ်ရန်သဘောတူလက်မှတ်ကိုရေးထိုးခဲ့ကြတာဖြစ်ပါတယ်။အနာသိစစ်အုပ်စုက၎င်းတို့ကျူးလွန်မှုအတွက်နိုင်ငံတကာဥပဒေနဲ့အရေးယူရန်ဆောင်ရွက်မှုများကိုဂရုမစိုက်ကြောင်းအမြဲလေးတမ်းပြစ်နေတော်လဲ ခုလိုမျိုးတဆင်မိတဆင်အေးအေးမွေးလုံမယ်ဆိုပြီးတိုးတာနဲ့ပတ်သက်ပြီးစိုးရိမ်ကြောင်းကြမွေးနဲ့မအိပ်နိုင်မစားနိုင်ဖြစ်နေပြီးတော့နောက်ဆုံးမှာတော့ရုရှားကိုဘာတွေပေးပြီးတော့နှစ်ဦးနှစ်ဖက်အတူတူရင်ဆိုင်သွားမယ်ဆိုတဲ့အကြောင်းကိုဂရိကူပြုကဝယ်ပေးဖို့လည်းလက်မှတ်ထိုးတာတွေ့ရှိရပါတယ်။ချက်ကောင်စီအာနာသိမ်းပြီးနောက်ရုရှားနိုင်ငံနဲ့ပုံမနီးခဲ့သောစတန်ကြီးရှိလာကသမရပူတင်နဲ့တုံးချိန်တွေ့ဆုံထားပြီးအကြသေးခင်ကမှရုရှားခီးစဉ်ကပြန်ရောက်လာသလိုစီးပွားရေးနဲ့နိုင်ငံရေးအရဥပပေါင်းဆောင်ရွက်မှုတွေရှိတယ်လို့သိရှိရပါတယ်။လက်ရှိအချိန်မှာတော့ပူတင်နဲ့ရုရှားနဲ့ ရုရှားမှာရှိတဲ့ရုရှားကပူတင်နဲ့လက်ရှိချိန်မှာကတော့ပူတင်နဲ့မင်းအောင်နိုင်တို့ကတကယ်လို့များ ICC ဖြစ်ဖြစ် ICJ ဖြစ်ဖြစ်လာဖမ်းမယ်ဆိုရင်တဦးနဲ့တဦးအပြန်အလှန်ကာကွယ်ပေးသွားမယ်ဆိုတဲ့အကြောင်းလက်မှတ်ရေးထိုးခဲ့တာလည်းတွေ့နေရပါတယ်။နောက်ထပ် သတင်းပို့အနေနဲ့ကတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတည်ထောင်နေတဲ့ကားဖြစ်ပါတယ်။ဒီကားဆိုရင်ရမှုနဲ့ထိန်းချုပ်ပြီးမောင်းနေနိုင်ပြီးတော့ မိုင်းခွဲတိုက်ခိုက်လို့ရတဲ့နေရာမှာသုံးပြသွားမယ်အနေထားတစ်ခုရှိရလို့သိရှိရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်မှာဒီလိုမျိုးကြီးထွင်ခဲ့တဲ့ပုံဟာအရန်ကိုပဲလေးစားစရာကောင်းမယ်လေဖြစ်မမှုနဲ့ပတ်သက်ပြီးတော့ဒူတော်မြတ်ကဝေဖန်မှုတွေလည်းရှိနေပါတယ်။ဘာလို့လဲဆိုတော့ဒီလိုမျိုးပြတာဟာစစ်ကောင်စီကိုပြီးသွားစီတဲ့အရာလို့ပြောတာတွေ့ရပါတယ်။ဒါပေမဲ့တရားတစ်ခုကတော့စစ်ကောင်စီကိုလှုပ်ရှုပ်စေဦးမှာအမှန်ပဲ။ဘုံမာတွေကိုကြောက်စိတ်တွေပေါ်သေးဦးမှာအမှန်ပဲဖြစ်ပါတယ်။ဒီလက်နက်တွေကတော့ဒါအောင်မှာပါ။ဒါပေမဲ့ဒီလိုမပြဘူးဆိုရင်လေကျွန်တော်တို့တွေပေါ်တိုင်းတက်တဲ့ ဝေကြွေးလိုအင်မှုတွေကအများကြီးရှိတာဖြစ်တဲ့အတွက်ဒီလိုပြမှလဲလူတွေလုံနေတယ်ဆိုမှလဲကူတန်းမှုတွေရှိမှဖြစ်တဲ့အတွက်ဒီလိုပြတာဖြစ်တဲ့အလုံးပဲဝိုင်းဝန်းနားလဲပြီးပြီးတော့မိမိတို့တန်တဲ့တော့ဝင်ရောက်လူတန်းပြဖို့ကြပေးဖို့လဲဒီနေရာကနေပြီးတော့ထက်မှန်ပုံစံပေးလိုက်ပါတယ်ဒီတိကျပါတယ်ဒီလိုမျိုးထိမ့်ချုံမဲ့တဲ့ကားတွေကလဲမကြခင်မှာဘောမဒီဇိုင်းနဲ့စေကွေးဒီဇိုင်းကိုကြောက်ကြောက်စိတ်ကြီးပြီးလာအောင်ပါပဲတိကျပါပဲဗျာနောက်ထပ်တဲ့နေ့ပုံအနေနဲ့ကတော့အပြည့်ပြည့်ဆိုင်ရာတရားစီရင်ခံရခြင်းမှာကာကွယ်ရန်ရုရှားနဲ့စစ်ကောင်စီမင်းအောင်နိုင်တို့လက်မှတ်ရေးချိုးခြင်းဖြစ်ပါတယ် နိုင်ငံတကာခုံရုံးမှအသီးသီးတရားစွဲခံထားတဲ့ရုရှားနဲ့မြန်မာစစ်ကောင်စီတို့ဟာတအုပ်နဲ့တအုပ်ပြန်လည်ကောက်ဝဲရန်သဘောတူလက်မှတ်ကိုရေးထိုးခဲ့ကြတာဖြစ်ပါတယ်။အနာလင်းစစ်အုပ်စုက၎င်းတို့ကျူးလွန်မှုအတွက်နိုင်ငံတကာဥပဒေနဲ့အရေးယူရန်စောင့်ရမှုများကိုဂရုမစိုက်ကြောင်းအမြဲလေးတန်ပြစ်နေတော်လဲအခုလိုမျိုးတစင်မိတစင်အရေးယူမှုတွေလုပ်မယ်ဆိုပြီးတိုးတာနဲ့ပတ်သက်ပြီးစိုးရိမ်ကြောင်းကြမှုတွေနဲ့မအိမ်နိုင်မစားနိုင်ဖြစ်နေပြီးတော့နောက်ဆုံးမှာတော့ရုရှားကိုဘာတွေပေးပြီးတော့နှစ်ဦးနှစ်ဖက်အတူတူ ရင်ဆိုင်သွားမယ်ဆိုတဲ့အကြောင်းကိုဂရီကူပြုကဝယ်ပေးဖို့လည်းလက်မှတ်ထိုးတာတွေ့ရှိရပါတယ်။ချင်းကောင်စီအာနာသိမ်းပြီးနောက်ရုရှားနိုင်ငံနဲ့ပုံမူနီးကပ်သောဆန်ကြီးရှိလာကသမရပူတင်နဲ့၃ချိန်တွေ့ဆုံထားပြီးအကြသေးကင်ကမှရုရှားခီးစင်ကပြန်ရောက်လာသလိုစီးပွားရေးနဲ့နိုင်ငံရေးအရဥပပေါင်းဆောင်ရွက်မှုတွေရှိတယ်လို့သိရှိရပါတယ်။လက်ရှိအချိန်မှာတော့ပူတင်နဲ့မင်းအောင်နိုင်တို့ဟာတကယ်လို့များ ICC ဖြစ်ဖြစ် ICJ ဖြစ်ဖြစ်လာဖမ်းမယ်ဆိုရင်တဦးနဲ့တဦးအပြန်အလှန်ကာကွယ်ပေးသွားမယ်ဆိုတဲ့အကြောင်းလက်မှတ်ရေးထိုးခဲ့တာလည်းတွေ့နေရပါတယ်။ ချီလို့စေတနာနဲ့ပြောတာဆိုပြီးတော့ဩတက်ကအကြီးကဲတွေကိုတိုင်မှုတွေရဲတိုင်မှုတွေထွေးဝန်တန်းတွေပိုးစိုးပက်ဆက်တွေကိုဆဲဆဲနေတာ तू ကဘာကြီးတုံး तू ကဘာကြီးတုံး तू ကမခုတ်ရဲတက်မလို့ကမခုတ်ရဲမချိုင်ရဲမထီရဲပဲထားထားတဲ့တက်မလို့ရဲနတ်နေခိုင်းကြီးလားဒီနေ့လဲတစ်တော်မှာတွေးလိုက်တယ်နားထောင်မလဲဘာတဲ့လမ်းမခါတဲ့လမ်းပါခါတဲ့ခမရတို့တိုင်မှုအဲ့ဒါမင်းအောင်နိုင်ရဲ့အဖေမင်းအောင်နိုင်ရဲ့အဖေဟာရဲတက်ပွဲရဲတိုင်မှုတွေတဲ့ခမရတို့မှားနေတယ်နော်တဲ့ညကြီးနာပတ်သက်စားရဲမမ်းမှာလောင်းကစားဝိုင်းလာဖွင့်လာတော့မပြောရဲပဲနဲ့တဲ့ ခမားတို့စောက်ပန်မထွက်ရဲဘူးလေခမားတို့ကိုယ်တိုင်စောက်ရှက်မရှိတာလေပခုံးပေါ်မှာခမားတို့ဘိုလ်ချုပ်ပွင့်နေတင်ထားပြီးတော့လေတော်တော်စောက်ပဲ့တွေပါဗျာဆိုပြီးတော့ဖယ်တာဖယ်တာဒီလာကကနေကတာဝန်ရှိတာတွေတာဝန်ရှိရှိတယ်တွေရောပြောပြီးတော့အဆုံးသတ်မှာငါလိုမာသားတွေရတဲ့မဆက်ပိတ်ထားတဲ့ရည်စည်းပဲပေါ့လေမင်းတို့ဘဒူကစောက်တင်ကြီးမှလဲတဲ့ပြောသွားတာမလို့အေးပြောတာဗောမင်းတို့စစ်ခွေးတွေအချင်းအဲ့လောက်ပဲရှိလို့ဘောဟင်းတို့ကောင်ကတော့ဝိုင်းကြိုက်နေရယူမင်းတို့ဘုံမှုတွေဘိုလ်ချုပ်တွေဆိုတဲ့ကောင် 你亏点没用了呀、啊，啥亏钱了，我西都不会呀，都不要你了。你怎么看呢？不要不要，带木西不就是了？俺老三看你，见那木啊木呢都不容易呢，父母婆婆也是两个，这事情啊，绝对的让帮，互相帮你啊，那么对不咯？俺说朋友朋友买对，人家不要说的瓜，说的瓜都碎了。你从多啊，再过去点，多些米啊嘛，阿爸趁些不吃的啦，够对面啦嘛对吗？再那么带木要全部累死了，对不对嘛？不，我全部给木算了，累没有那一点咯。 ကိုအုံနောက်ကလေးနဲ့စဉ်းစားလို့မရဘူးတွေးလို့မရဘူးသိတယ်မလားအင်ကုန်းပေးမှာဖင်ကုန်းပြီးရသွားပြီးရောအမဥပေါင်းပေးမှာတိုက်မှုဖြစ်မှာဘိုးကြီးအစ်စင်းလောက်တော့မအုပ်ချုပ်မှု10နှစ်လောက်အုပ်ချုပ်မှုတွေ့ကြုံရှိသေးတာသူတို့ပခုံးဘွားကလေတိုက်မှုရဲ့ပခုံးဘွားတိုက်မှုရဲ့ပြွာမှုရဲ့ပခုံးဘွားအခက်လက်တွေကလေမဲဆွဲပြီးရထားမှာမဟုတ်ဘူးနှစ်ပေါင်း20ကျော်လောက်အမိန့်နဲ့တောင်းလို့တစ္ဆာရှိရှိနဲ့ဥလဲမတုံထမ်းရင်းနဲ့ပြည်သူအတွက်အသက်ပေးပြီးတော့လုတ်ခဲ့တဲ့ဂျာမပေလို့မပေဘဲကြံရလို့ရခဲ့တာရေအသွေးချင်းတန်ဖိုးချင်းအစင်တန်းချင်းတခြားသည် နော်ခွေးပွားဝါဝါလို့ရတာခွေးပွားဝါဝါလို့တက်မလို့သားဆိုတာအမိမျိုးကိုအသက်ထက်ဆုံးကာဝယ်ဖို့တက်မလို့ရဲဝင်လာတာလော်ဘီအစဲခံဖို့တက်မလို့ရဲဝင်လာကြတာမဟုတ်ဘူးနော်အစဲဆိုအချိန်မောင်းအသက်လွတ်ခံရတဲ့မြမတက်မလို့သားအရာရှိအရာခံအကျက်စစ်တီရလေဘဝလေ YBS မပေါ်ခင်တော့ဟိုဟာစပယာခက်ကလိုင်းကားစီးနေရတဲ့လူတွေလိုပဲသူကရှေ့မှာရန်သူနောက်မှာခုံရုံအောက်မှာမိုင်းဆိုရယ်စိုးစကားမှာခေါင်းပေါ်မှာဇော်ဖုံးဟင်းလို့ထပ်ဖြစ်ရမလို့ဖြစ်နေပြီသိလားနော် ကိုရီးယားကကိုရီးအလူကြီးတောင်အဲ့လောက်ကြောက်နေရလို့ရှိရင်ကိုရီးယားကခင်မွေးဆယ်ပါပြီလို့ရှိရင်လေဟိုစက်တပားနေရာမှာသူ့ဖြည့်ပြီးတော့၃၅ပူအောင်ထိုင်ကတော့သုံးကားပူအောင်တော့ထိုင်ကတော့အမအနေထားမျိုးရောက်နေပြီသိလားဆဲတာကိုယွန်းလုံးလို့ကိုရအနေတော်မထောက်ခံနိုင်ဘူးသိရမလားတကယ်တော့သူ့ကိုထင်းချောင်းတင်တယ်အာမရပိုင်ခွင့်ရှိတယ်ဝေဘန်ပိုင်ခွင့်ရှိတယ်ဆဲဆူစော်ကားပိုင်ခွင့်မရှိဘူးတက်မတော်ကြီးကလေးကိုဆဲနေတဲ့သူလူကလေဟိုကတက်မတော်ဥဆောင်နေတဲ့သူလည်းမဟုတ်တလို့တက်မတော်ကိုဥဆောင်ခွင့်ရှိနေတဲ့သူလည်းမဟုတ်ဘူးသိတယ် 啊，上朋友啊，闽南语比你啊，婆也阿我啊，帮恁上朋友有潘比有塞比有椰比有梅吉吧你讲对啊？在哪里摆？对 <noise> 啊？你讲我跳舞对面有接什么？吗 <noise>？哈哈哈！朋 <noise> 友，古今古今改了的字啊，老 <noise> 婆。你不是听闽南语讲的，讲老塞罗没说对的，老塞嘞，塞天塞罗样，六公莫听，只个听闽南语，只个听闽南语，买说闽南语闽南语嘛，你嘞？ ဆွေမှုမှုမန္တလေးပတ်သက်စားထောက်ဖို့เนาะကြိုက်တဲ့အချိန်လာခဲ့လာဆဲလက်တရားစွဲခြင်းလည်းလာဆွဲလက်မခံစားနိုင်တော့ဘူးเนาะအဲ့ရသူတို့ဆဲဆိုငါလိုစီနီယာဘောမတက်တော်ရှိဘောမဘောပင်စင်ပေးနေတာမှလေငါတို့ကထိတ်ဆုံးရရမယ်ဘောမလေးเนาะညီပိန်းနေလက်ထက်က follower သိမ့်ချီနေငါတို့ကဟိုမှာဟိုညီပိန်းတွေကိုဖိုက်ခဲ့တာเนาะ like ဖမ်းလို့လက်ပြေးတယ်မြေပြင်မှာရောเนาะ line ပေါ်မှာငါတို့ကတက်မလို့ဘက်ကနေရေရဲဝုန်းဝုန်းလုတ်ခဲ့တဲ့သူကြီးเนาะအဲ့လိုလူကဝင်တားတယ်လေဘာဖြစ်တော့ no မင်းမတော်လို့ဝင်တားတယ်လေအဲ့ဒါဘာဖြစ်တော့เนาะပြီးတော့ခင်ဗျားတို့က မြေမြေပြင်တည်ရင်မြေပြင်တည်ရင်နဲ့နော်တနိုင်လောင်လောင်ကတည်ရင်ကိုဂျိုတုဖင်ညာညက်ပြီးလိုက်ကြည့်ထားသလိုရှောက်អော်နေတဲ့ဟာကိုခင်ဗျားစောက်ထင်ကြည့်ရလားဟမ်လိုက်လွင်လိုင်းကောင်းနေမှာထင်နေလားကျတို့ကအသက်တွေနဲ့ရင်းခဲ့ရတာနော်ကျတို့ထမ်းမင်ကုန်းစခန်းနော်ထမ်းမင်ကုန်းစခန်းဒီမှာအဲ့နေရမနေ့လေးစော်ဝင်းကြရနော်မင်းတို့ဘောမဘောမချင်းချင်းကြိတ်ရရင်မင်းတို့နေ့နိုင်9နိုင်လောက်မှဝင်အတိုက်ခံတယ်တင်းခံတယ်ကလေးတွေအကုန်လုံးလက်လွတ်ပြီးပြေးခဲ့ရတယ်ပြေးခဲ့ရတဲ့အချိန်မှာလူစုပြီးပြန်တိုက်မှုလုပ်နေလို့ရှိရယ်လိုင်းကနေအဲ့ရနော်ဆယ်လီယူတွေလိုက်လွှင့်တာလေ တို့တို့တိုက်ညုံစီသူတို့လိုက်လွှင့်တယ်လေတရင်ဦးတရင်ထုဆိုပြီးလိုက်လွှင့်တယ်လေဟမ်ဟိုကပတ်သက်စားအောင်ဟိုက40လောက်ပဲရှိတာတနက်ကလက်20လောက်ကြည်စံလေးကဟိုကဟိုကဘာလို့ဟိုအတောင်လေးတရက်ကိုအတောင်40ပဲထုတ်ပေးတာဟိုမှာဘာလို့ကြည်စံလေးကအတောင်40လောက်ပဲထုတ်ပေးတာ ပေးထားတာကာပိုင်းတွေဘလို့စုတ်ပြက်နေတဲ့တနတ်တွေစစ်သားလေးကဘယ်နှယောက်ပဲရှိတာရဲလေးကဘယ်နှယောက်ပဲရှိတာခင်ဗျားသတင်းအတိအကျနဲ့လက်နဲ့ပြည့်စုံတယ်ခင်ဗျားတို့ live mode တင်လိုက်တာခင်ဗျားတို့ live တွေရှူလိုက်တာလေအောက်ကတော့အမလီဘလို့သဘောကြတယ်ခင်ဗျားတို့တအားနေအောင်အားပေးနေတာဒါပေမဲ့ကျုပ်တို့မြေးပြီးမှ17ယောက်ဒဏ်ရာရတယ်6ယောက်သေတယ်အဲ့နေ့တည့်ရထဲနော်ဟေးဒါတော့ဘောဟိန်ရဲ့သတင်းပေးမှုကောင်းပြီးတော့သူတို့ပြည်သူစစ်ကအချင်းချင်းပြန်စီရဖြစ်ပါတယ်ဒါတော့သူတို့မှဘောဟိန်တို့ တော်စိုးဦးတို့ကျော်မျိုးမင်းတို့မပုတ္တရောမျက်နှာပြောတာပေါ့သူတို့တွေဗနယောက်ကြီးတက်သွားပြီးစစ်ချီတက်သွားပြီးသူတို့ရဲ့စကမ်းမှာဗနယောက်ရှိတယ်ငါတို့ကဗနကောင်ရှိတယ်လက်တရဘာလီလဲဆိုပြီးပြောပြီးတဲ့ချိန်မှာပဲတော်လိုင်းတက်တရဝင်ရောက်တက်ခဲ့တဲ့ခါမှာသူတို့ဘွားပြက်သွားတဲ့အနေထားတကူတွေ့နေရပါတယ်။အေးဒီကြားတကူကတော့ဘောမားတွေကောင်တွေကလည်းခါလီတော်လဲနည်းနည်းသီးတွေဖျက်သီးတွေဖြစ်သွားနိုင်ပါသေးတယ်ဗျာ။ ဒေါ်လာမျိုးတွေအားလုံးပဲဒီပြူလေးမှာတွေ့ရမယ့်ကြောင်းရာလေးကလက်ရှိချိန်မှာမနိုင်မှာလူ15သန်းငပ်ပြတ်ခေါင်းမှုတဲ့ကွာကိုရင်ဆိုင်နေရပါမယ်လေမင်းအောင်လည်းတယောက်ကတော့အခြားနိုင်ငံကနေပြီးတော့ကဲဆဲကူပေးတဲ့အားစရာတောက်စရာကြီးမြဲပြင်းပစ္စည်းတွေကိုတော့သူ့ရဲ့စစ်ကွေးတွေနဲ့ပြူစောထီးတွေကိုပဲပေးပြီးတော့ပြည်သူတွေကိုနှိမ့်ဆက်ညှဉ်းပန်းနေတာကိုတွေ့နေရပါတယ်။နောက်ပတ်သက်ပြီးတော့ဆရာကိုသိမ့်မြက်ကမြန်မာနိုင်ငံရဲ့လက်ရှိခြေအနေကိုဘယ်လိုသုံးသပ်ထောက်ပြထားလဲဆိုတော့ကြည့်ရတဲ့ပြန်နဲ့မျှဝေပြလိုက်ပါရစေ။ကမ္ဘာစံနယ်ခအဖွဲ့ World Food Program WFP က မေလ25ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်ဒါအပြင်မြန်မာနိုင်ငံမှာစစ်ဘေးနဲ့စီးပွားရေးအကျအတဲတွေကြောင့်လူမသိသူမသိကြိတ်ပြီးတော့အငတ်ဘေးရင်ဆိုင်နေရသူအခြေအတွက်က15သန်းရှိတယ်လို့ဒီနှစ်ဇန်နဝါရီလလောက်ခရဲက WFP ကထုတ်ပြန်ထားခဲ့တာပါကပိဒုက္ခတွေနဲ့ပတ်သက်ပြီးတော့သူတေသနာပြုလုပ်တဲ့ relief wave ကလည်းမြန်မာနိုင်ငံဟာစစ်ဘေးနဲ့သဘာဝဘေးအန္တရာယ်ကြောင့်ကမ္ဘာနိုင်ငံအလုံးအနက်မှာအစိုးရအင်အားစုနိုင်ငံ အစစ်အမှတ်7မှာရှိတယ်လို့ထုတ်ပြန်ထားပါတယ်။အခု2025ခုနှစ်မှာမြန်မာနိုင်ငံကအစားအစာငတ်မွခေါင်းပါမှုဘေးအန္တရာယ်ဟာ3ဘေးခေါင်းလုံးတန်ကြားတဲ့အဆင့်ကိုရောက်နေပြီလို့လည်း WFP ကဆိုပါတယ်။ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကချင်ပြည်နယ်၊စကိုင်းတိုင်းအတွင်းမှာရှိတဲ့ပြည်သူလူထုစုစုပေါင်းတန်း30လောက်ဟာနိုင်ငံတကာအကူအညီလိုအပ်နေပြီလို့လည်း WFP ကဆိုပါတယ်။ကီယင်းဒီပြည်နယ်မှာလည်းအလားတူအခက်အခဲတွေကိုရင်ဆိုင်နေရပါတယ် မြန်မာနိုင်ငံမှာရှိတဲ့လူ၃ယောက်မှာတစ်ယောက်နှုံးလောက်ကအကူအညီအထောက်ပံ့လိုအပ်နေတဲ့အခြေအနေဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလအထိကာလမှာစစ်ဘေးဒဏ်ကြောင့်အိုးအိမ်စွန့်ခွာနေရသူအရေအတွက်က၃သန်းခွဲရှိပါတယ်လို့ WFP ကခံမှန်းတွက်ချက်ထားပြီးတော့ဒီနှစ်ထဲမှာပဲ၄သန်းခွဲအထိရှိလာနိုင်မယ်လို့လည်းခံမှန်းထားပါတယ်။အဲ့ဒီခံမှန်းချက်ကငလျင်မလောက်ခတ်မီကခံမှန်းချက် ဖြစ်ပါတယ်။ငလျင်လောက်ခတ်ပြီးတဲ့နောက်ပိုင်းမှာတော့အဲ့ဒီထက်ပိုများနိုင်ပါတယ်။ ိုးအိမ်ဆွန့်ခွာနေရသူတွေအတွက်အရေးကြီးဆုံးလိုအပ်ချက်ကအစားအစာဖြစ်ပါတယ်အဲ့လိုအချိန်မှာပဲကုန်စည်နှုန်းကလည်းစိုးစိုးဝါးဝါးမြင့်တက်နေပါတယ်2025ခုနှစ်အတွက်မှာမြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုနှုန်းဟာအာရှဖွံ့ဖြိုးရေးဘဏ်ရဲ့တွက်ချက်မှုအရဆိုလို့ရှိရင်29.300ခန့်နှုန်းဖြစ်ပါတယ်အဲ့ဒီပမာဏဟာအရှိတောင်အာရှတစ်ကလုံးရဲ့ပြည်မြငွေကြေးဖောင်းပွားမှုနှုန်းထက်ဆယ်ဆလောက်မြင့်နေပါတယ်မလေးရှားအင်ဒိုနီးရှားတို့ရဲ့ငွေကြေးဖောင်းပွားမှုနှုန်းထက်15ဆမြင့်ပါတယ် ထိုင်းနိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုနှုန်းထက်အဆ30မြင့်ပါတယ်။ငွေကြေးဖောင်းပွားမှုကြောင့်စူပူအောင်ကြွမှုဖြစ်ခဲ့ရတဲ့သီရိလင်္ကာနိုင်ငံထက်တောင်မှဆယ်ဆတ်တောင်မြင့်နေပါသေးတယ်။စီဝါရေးအခြေအနေမကောင်းဘူးလို့ဆိုကြတဲ့လာအိုစ်နိုင်ငံထက်တောင်မှနှစ်ဆခွဲလောက်များနေပါတယ်။ဒါကကိန်းဂဏန်းအရာပြောရတာပါ။လက်တွေ့အခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်ပြည်သူလူထုကအသိဆုံးပါလုံသမားတွေတောင်ရတဲ့လကနဲ့ခုံစင်းနှုံဘလုံးမမျှတာတဲ့အတွက်အခုခါရန်ကုန်မှာတပိတ်မှောက်နေကြပါတယ် လဲစင်မီကလည်းမှန်မှန်နဲ့ကြားမှာမီတာကားကတိုးတောင်ပါတယ်မီးမမှန်တော့ကွန်ထရိုးလုပ်မှုကကျဆင်းပါတယ်မီးဆက်အသုံးပြုရတဲ့အတွက်ကုန်ပစ္စည်းတွေလည်းဈေးတက်ပါတယ်ဝန်ဆောင်မှုလုပ်ငန်းတွေလည်းဈေးတက်ပါတယ်အဓိကစားသောက်ကုန်တွေဖြစ်တဲ့စံပယ်စီစားလေးမျိုးရဲ့ဈေးနှုန်းဟာမနစ်ကဈေးနှုန်းထက်30ရာခိုင်နှုန်းတက်သွားပါတယ်လာတိုင်းလာတိုင်းမှာလည်းဈေးကအမြဲလိုလိုတက်နေပါတယ်ငွေကြေးစုဆောင်းနိုင်သူတွေကလည်းမြန်မာကျပ်ငွေကိုလက်ထက်မှာစုံမထားရကြပါဘူး ငွေရစားရွှေနဲ့နိုင်ငံခြားငွေကိုစုဆောင်းကြတဲ့အတွက်ရွှေနဲ့နိုင်ငံခြားငွေဈေးကလည်းတိတ်ရိတ်မြင့်တက်နေပါတယ်ဒီနှစ်ထပ်မှာပဲအ ਨੇ စုံလူပေါင်းတသန်း6သိန်းလောက်ဟာအငက်ပြီးတော်တော်ကြီးကြီးမားမားကျန်သွားလိမ့်မယ်အသက်ပြီးနဲ့ရေဆန်ရလောက်တဲ့အထိငတ်မို့ခေါမမှုအန်ဒီယေကိုကျန်သွားနိုင်တယ်လို့လည်းကုလသမဂ္ဂကသတိပေးထားပါတယ်ငလင်ပေးကြုံတွေ့ရတဲ့အချိန်မှာနိုင်ငံတကာကူညီကယ်ဆယ်မှုတွေကို တော်တော်များများရခဲ့ပေမဲ့စစ်ကောင်စီဟာအဲ့ဒီအကူအညီတွေကိုဒုက္ခတွေတွေလက်ထက်ရောက်အောင်မပို့တဲ့အတွက်ပြင်းပြင်းထန်ထန်ဝေဖန်မှုကိုခံနေရပါတယ်။ငလျင်တန်ကြောင့်အသက်သေဆုံးရသူတိုင်းကိုငွေဆယ်သိန်းစီအယောပေးမယ်လို့စစ်ကောင်စီကပြောထားပေမဲ့တကယ့်လက်တွေမှာနေပြည်တော်ကလူအယောက်၁၀၀ကျော်လောက်ကိုသာပေးခဲ့ပါတယ်။စုစုပေါင်းငလျင်တန်ကြောင့်အသက်သေဆုံးသူ3,900ကျော်ရှိရမှာ။ကျန်တဲ့သူတွေကရောချင်းနဲ့ထောက်ပံ့ခြင်းမရကြပါဘူး။ တကယ်တော့အဲ့ဒီငွေကြေးဟာစစ်ကောင်စီကစိုက်ပေးရတာလည်းမဟုတ်ပါဘူးတိတ်ဆုံးသူဒုက္ခရောက်သူတွေအတွက်နိုင်ငံတကာကပေးတဲ့ငွေကြေးကိုစစ်ကောင်စီကပြန်လွှဲပေးဖို့သာရှိပေမဲ့မပေးပါဘူးစစ်ကောင်စီဟာတိတ်ဆုံးတဲ့သူအလောင်းရဲ့ဘဇက်ထက်ကဂရုကမက်ဆီကိုတောင်မှခေါင်းမုံဖြတ်လူယူတယ်လို့လုပ်နေတာပါဒီလိုအခြေအနေတွေကြောင့်မြန်မာနိုင်ငံကဆင်းရဲငတ်မမှုအခြေအနေဟာတော်တော်လေးအကဲဆက်ပြီးတော့အန်ဒီရဲ့ကြီးနေပါတယ်။တစ်ချက်တွန်းလှဲလိုက်တာနဲ့ လဲတော့မဲ့အခြေအနေမျိုးရှိနေပါတယ်။နောက်ထပ်သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်ခဲ့လို့ရှိရင်အခြေအနေတိတ်ဆိုးသွားနိုင်ပါတယ်။သဘာဝဘေးအန္တရာယ်မကြုံရင်တောင်မှစစ်ကောင်စီကအခုလိုပြည်သူကိုပိတ်မှတ်ထားပြီးတော့လေရင်နဲ့ဘုံကျဲတက်ခိုက်မှုတွေလုပ်နေတာကြောင့်လူတွေလည်းကိုယ့်အိမ်ကိုမနေနိုင်စီးပွားရေးလုပ်ငန်းတွေကလည်းကောင်းကောင်းမလုပ်နိုင်ဖြစ်ပြီးတော့တစထက်တစအခြေအနေဆိုးဝါးလာစရာရှိနေပါတယ်။ကမ္ဘာစတဲ့အခအဖွဲ့ရဲ့ခံမှတ်ချက်အရလူ15သန်း လူမသိသူမသိကြိတ်ပြီးတော့ငတ်ဘေးကျုံနေရတယ်ဆိုတာဟာမြန်မာနိုင်ငံရဲ့တမိုင်းတစ်လျှောက်မှာအဆိုးဝါးဆုံးအခြေအနေဖြစ်ပါတယ်ခင်ဗျာ